စဘာရောက်ချတဲ့အခါသက်မဲ့ဆန်နှုံပေါင်ချင်းထက်ပိုမိုချင်းတွေဝယ်ယူတာတွေကိုသက်မဲ့ဆန်နှုံအတိုင်းကြက်မဲ့ပေးဖို့အရောက်တိုင်းဒေသကြီးလွှတ်တော်မှာမေးမြန်းခဲ့ရမှာစီယုံနီးနဲ့ဖြေရှင်းသွားမယ်လို့စီမံကိန်းနဲ့ဗန်ဒိုင်းဝန်ကြီးကဖြေကြားခဲ့ပါတယ်ဒီသတင်းကိုတော်စင်မျိုးကပေးဖို့ထားတာပါစဘာရောက်ဝင်မှုတွေပြုလုပ်တဲ့အခါမှာကုန်တယ်ပွဲစားစပိုင်ရှင်တွေအနေနဲ့အစိုးရသတ်မှတ်ထားတဲ့စဘာသတင်း46ပေါင်အစားစဘာတင်းကိုပေါင်90ကနေ95ပေါင်အထိမြို့မြို့သတ်မှတ်ပြီးဝယ်ယူနေမှုကိုရပ်တန့်စေဖို့လွှတ်တော်ကိုယ်စားလှယ်ဌာနဆိုင်ရာတွေ ရက်ကြီးတွေလက်သမားအဖွဲ့အစည်းတွေနဲ့ကြက်မတ်စည်းရုံးသွားမယ်လို့ဇွန်လ28ရက်နေ့တိုင်းဒေသကြီးလွှတ်တော်မှာမေးမြန်းမှုကိုဝန်ကြီးကဖြေကြားခဲ့တာပါကျွန်တော်တို့လက်ရှိနိုင်ငံရဲ့စီးပွားရေးကဈေးကွက်စီးပွားရေးစနစ် ဖြစ်နေတယ်ဈေးကွက်စီးပွားရေးစနစ်ရဲ့သဘောတဘာဝရအခုလိုကိစ္စမျိုးပေါ်မှာစီမံခန့်ခွဲရေးနှိမ့်တဲ့ COE နှိမ့်တာစောင့်ရမှာတာပုံပြမှာဖြစ်ပါတယ်ဌာနဆိုင်ရာများတွတ်တော်ကိုယ်စားလှယ်များဒေသခံတုံ့ပြန်မှုကိုယ်စားလှယ်များစာသက်ပိုင်ရှင်အတင်းဖွဲ့များ ရိုက်ရွာပုတ်ချုပ်ရေးမှုစတဲ့ကြီးကျက်စီမံမှုဖွဲ့များနဲ့ထိန်းချုပ်ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။လယ်သမားရိနေနဲ့လေယာလုတ်သားရှားပတ်မှုပြဿနာစိုက်ပျိုးစရိတ်ကြီးမြင့်မှုဈေးကွက်ကန့်သတ်ချက်တဘောဘီနဲ့ရာဒီဥတုပြဿနာတွေကြောင့်ဘဝရည်တည်မှုတွေခက်ခဲနေတဲ့ကြားထဲမှာချင်းတွယ်မှုမမှန်ကန်တဲ့အတွက်နှိမ့်နာမှုတွေကြုံတွေ့နေရတာကြောင့်ပုဂ္ဂလိမျိုးနဲ့မဆန္ဒနဲ့အမှတ်တေကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကကုန်နယ်ပွဲစားတွေကိုကြက်မှတ်ပေးဖို့ ERI တိုင်းဒေသကြီးလွှတ်တော်မှာကျယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခဲ့တာပါ ဘာသင်းနဲ့ပတ်သက်လို့လူကြည့်မယ်ဆိုဘာတရားရောင်းကန်ရုံနဲ့သဘာဝဆိုင်တဲ့စံနာခြင်းပုံမူပြီးအားလုံးက၈၃ကြည့်ဓမ္မများမျက်နှာကြည့်ကြပါလေအထက်ကအရှင်ဒီများကိုသုံးနဲ့ကြည့်မယ်ဆိုရင်သဘာဝဝင်ယူနေကြတဲ့သာသပိုင်ရှင်များကုနေကြီးများသဘာဝတူလုံးမချနိုင်တဲ့မပြည့်မနေရုံအောင်ပဲဓမ္မများရဲ့အားနဲ့ချက်ကိုဝင်မောင်းယူပြီးသူတို့ရဲ့အကျိုးတစ်ခုကိုလည်းချေရှုပြီးတော့သူတို့စိတ်တိုင်းညလုပ်တဲ့ဆောင်ရွက်နေကြတာကိုတွေ့မြင်ရတာဖြစ်ပါတယ် ီလိုရည်တည်မှုခက်ခဲနေတဲ့လယ်သမားတွေအတွက်ဖြစ်ရှင်းနိုင်ဖို့ဆိုတာခက်ခဲနေပြီးပြည်တော်စုအဆင့်အနေနဲ့ဆောင်ရွက်မှုနီလန်းတွေချမှတ်အကောင့်ထဲဖော်ရမှာဖြစ်တယ်လို့တိုင်းဒေသကြီးစီမံကိန်းနဲ့ဗန်နိုင်းဝင်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်ကျွန်တော်တော်စင်မြို့ပါခင်ဗျာ